မင်းကလေးဖြစ်ရလို့စိတ်ညစ်လိုက်တာယောက်ျားလေးဖြစ်ကျင်နေဆိုပြီးတော့မင်းကလေးဆိုတဲ့ဖြစ်တည်မှုကိုသဘောမချဖြစ်နေတာများရှိလားဒါဆိုရင်တော့မင်းကလေးဖြစ်ရတာကိုစိတ်မညစ်ပါနဲ့လို့ပြောချင်ပါတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုတာသိချင်လို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးကြည့်လိုက်ပါနော်။ညီမရဲ့ဗီဒီယိုလိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါ on လုပ်နေပါနဲ့အောင်ရှင်။ လိဖီးယားချင်းရဲ့ကျမရေကောင်းကျိုးတွေကဘာလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်နော်ပထမအဦးဆုံးကတော့အာနရဲသူတော်မဟုတ်ပါဘူးမိန်းကလေးဆိုတိုင်းအာနရဲတယ်လို့ပြောလို့မရပါဘူးမိန်းကလေးတွေမှာရှိတဲ့မဟောင်မုံတွေကအမျိုးသမီးတွေကိုအမျိုးသားတွေထက်ကျမစေဖို့ထောက်ကူအားဖြစ်ပေးပါတယ် နောက်ပြီးတော့အမျိုးသမီးတွေကကိုယ်နိုင်ကျန်းမာရေးကိုဂရုစိုက်တဲ့သူတွေဖြစ်ကြပြီးတော့အမျိုးသားတွေကတော့ကျန်းမာရေးကိုဂရုစိုက်မှုအားနဲ့တကြပါဗါးပြီးတော့အမျိုးသမီးတွေက H chromosome 2ခုနဲ့မွေးဖွားလာကြပြီးတော့ကျန်းမာရေးကတော့တော်တော်မြီပါပဲနောက်ပြီးတော့အသက်ရှိကြပါဗါးအမျိုးသမီးတွေကအမျိုးသားတွေထက်အသက်ပိုရှည်ကြပါဗါးဒါကလည်းအမျိုးသမီးဖြစ်ရခြင်းရ အားသာချက်တစ်ခုလိုပဲဆိုရမှာပါအမျိုးသမီးတွေကမိစုတငယ်ချင်းမိသားစုဝင်နေနဲ့နေထွေးတဲ့ဆက်ရင်းကိုတိဆောက်ထားကြပြီးတော့ပျော်ရွှင်တဲ့နေထိုင်ရေးပုံစံတွေကြောင့်ပိုကျန်းမာကြပြီးပိုသက်ရှိကြပါတယ်။နောက်ပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြင်းကိုနည်းစေပါတယ်။အမျိုးသမီးတွေရဲ့အီထရိုဂျင်ဟော်မုန်းကနှလုံးရောဂါမဖြစ်အောင်ကာကွယ်ထားပေးပါတယ်။ ဒါကြောင့်သွေးဆုံးပြီးချိန်မှာအစ်စတိုဂျီဟော်မုန်းမရှိတော့တဲ့အခါနှလုံးရောဂါဖြစ်နိုင်ခြင်းကပြင်းများလာတာပဲဖြစ်ပါတယ်။နောက်ပြီးတော့နာကျင်မှုကိုခံစားပူကြပါတယ်။ဒါဒီလာရင်နာကျင်ကခေတာတွေကိုခံရတာကိုဝင်ဆောင်ချိန်မှာနာကျင်မှုတွေကိုခံစားရတာတွေကြောင့်ရောခန္ဓာကိုယ်ရဲ့အဖွဲ့အစည်းမှုကြောင့်ပါအမျိုးသမီးတွေကနာကျင်မှုကိုခံနိုင်စွမ်းပူရှိကြပါတယ်နော်။ပြီးတော့အုံနောက်နဲ့လည်းပဲကိစ္စဖြစ်နိုင်ခြင်းကိုနေစေပါတယ်။အမျိုးသမီးတွေနဲ့အမျိုးသားတွေနှိုင်းချင်ကြည့်တိုင်းမယ်ဆိုလို့ရှိရင်အမျိုးသားတွေကအမျိုးသမီးတွေထက်ဥကောင်းနဲ့လည်းပဲဆိုင်ရာကိစ္စ ဖြစ်နိုင်ခြေပုံများနေပါတယ်။အကြောင်းကတော့အမျိုးသမီးတွေကအမျိုးသားတွေလောက်စလိတ်တောက်တာဆွေကြီးသုံးဆွဲတာမျိုးမရှိတာကြောင့်ပဲဖြစ်ပါတယ်။ပြီးတော့အရွယ်ရတာချိန်မှာအရေးပြားကိစ္စဖြစ်နိုင်ခြေပုံနေစေပါတယ်။အမျိုးသားတွေရောအမျိုးသမီးတွေမှာပါအရေးပြားကိစ္စဖြစ်နိုင်ခြေရှိရဆိုပေမဲ့အရွယ်ရတာတဲ့အခါမှာအမျိုးသမီးတွေကအရေးပြားကိစ္စဖြစ်နိုင်ခြေနေလာပါတယ်။ ဒါကလည်းအမေကလေးဖြစ်ရခြင်းရဲ့ကောင်းကျိုးတစ်ခုပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့အနက်ခံအာယုံကောင်းကြပါတယ်။အမျိုးသမီးတွေကအမျိုးသားတွေထက်အနက်ခံအာယုံကိုကောင်းကြပါတယ်။အကြောင်းကတော့အမျိုးသမီးတွေကအမျိုးသားတွေထက်အာယုံခံစားနိုင်တဲ့ဆဲရည်ရဲ့အတွက်ပုံများတာကြောင့်အနက်ခံအာယုံပိုကောင်းတာပဲဖြစ်ပါတယ်။နောက်ဆုံးကတော့အကျိုးပြုကိုလက်စတောကိုများစေပါတယ်။အကျိုးပြုကိုလက်စတောတွေကနှုံးကျက်မှဇေဘူထောက်ကူပေးနိုင်ပါတယ်။အမျိုးသမီးတွေကအမျိုးသားတွေထက်အကျိုးပြုကိုလက်စတောပိုများတာကြောင့်လည်းနှလုံးနဲ့သွေးကြောတွေကျန်းမာကြပါတယ်။ ဒါကြောင့်အမျိုးသမီးဖြစ်ရတာကအခုလိုကျမရဲ့အကျိုးကျေးဇူးတွေများတာကြောင့်အမျိုးသမီးဖြစ်ရတာကိုစိတ်ဓာတ်မကြဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒီစိတ်ဓာတ်မကြမှုကိုအခုပဲဖယ်ရှားလိုက်ပါနော်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရအတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်